ားပါရှင်ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်တပ်နဲ့နိုင်ငံရေးအရာလက်တွဲမလုပ်ကင်ချင်တာကြောင့် NLD ကမတမာမှုတွေကိုလှုပ်ဆောင်ခဲ့ပြီးစစ်တပ်ရဲ့နိုင်ငံရေးမှာအချက်အချာကျမှုကိုပယ်ဖျက်ဖို့အတွက်အမုန်းတရားနဲ့လုပ်ခဲ့တယ်လို့အာနာသိန်းအကြမ်းဖက်မင်းအောင်လိုင်းကထပ်ပြီး NLD ကိုအပြစ်တင်နေပြန်ပါတယ် ွင့်ပြူမြို့နယ်အတွင်းကိုစစ်တောင်းထိုးနေတဲ့စစ်တပ်ကပြည်သူ၁၀ဦးကိုဖမ်းဆီးပြီး နေအိမ်တွေကိုမီးရှို့ဖျက်ဆီးကစီဆိုင်မြို့နယ်နောင်ပိုကျေးရွာကို PNO ကမီးရှို့ဖျက်ဆီးခဲ့တာကြောင့်နေအိမ်၂၀ကျော်ပြာကျခဲ့ရတဲ့သတင်းအပအဝင်နေလေကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပြမဆုံးတင်ဆက်ပေးမဲ့တဲ့ရင်ကတော့စစ်တပ်နဲ့နိုင်ငံရေးအရာလက်တွဲမလုပ်ကင်ကျင်တာကြောင့် NLD ပါတီကမတမာမှုလှုပ်ဆောင်ခဲ့ပြီးစစ်တပ်ရဲ့နိုင်ငံရေးမှာအချက်အချာကြမှုကိုပယ်ဖျက်ဖို့အတွက်အမုန်းတရားလှုပ်ဆောင်ခဲ့တယ်လို့အကြမ်းဖက်မင်းအောင်လှိုင်က ပြောပါတယ်။မင်းကမကွေးမြို့မကွေးတပ်နယ်မှာပြုလုပ်ခဲ့တဲ့စစ်တပ်အတိုင်းဝိုင်းနဲ့တွေ့ဆုံချိန်မှာသူကအခုလိုပြောလိုက်တာပါ။စစ်တပ်အနေနဲ့2020ပြည့်နှစ်ရွေးကောက်ပွဲမှာမဲမတမာမှုဖြစ်ပွားခဲ့တာကြောင့်နိုင်ငံတော်တာဝန်ကိုဝင်ရောက်ထမ်းဆောင်ခဲ့ရတာဖြစ်ပြီး စစ်တပ်နဲ့နိုင်ငံရေးအရာလက်တွဲမလုပ်ကင်လို့တဲ့အတိုက်ခံပါတီတွေအနေနဲ့ကသူတို့ပါတီအနိုင်ရရှိဖို့အတွက်မတမာမှုတွေကိုလှုပ်ဆောင်ခဲ့တာလို့မင်းအွန်လိုင်းကပြောပါတယ်ဒီမိုကရေစီဒုတိယအစိုးရဖြစ်တဲ့ NLD အစိုးရတည်တန်းကာလမှာဒီမိုကရေစီအမိခံ liberal water နဲ့ပြည်ပကနေဝင်ရောက်ဆွတ်ဖက်ကြတဲ့ကြောင့်နိုင်ငံတော်တာဝန်ကိုဆောင်ရွက်ခဲ့ရတာဖြစ်ပြီး စစ်တပ်ကိုမုံတီးစေတဲ့ရေးသားပြောဆိုမှုတွေလှုံ့ဆော်မှုတွေကိုတိုက်ရိုက်ဒါမှမဟုတ်တွေ့ဝိုက်ပြီးလှုံ့ဆော်ခဲ့တဲ့အပြင်စီးပွားရေးအုပ်ချုပ်ရေးနဲ့အခြားကဏ္ဍအသီးသီးမှာလုပ်ငန်းတာဝန်ဆောင်ရွက်တာတွေကိုအောင်မြင်အောင်မဆောင်ရွက်နိုင်တာကြောင့်နိုင်ငံတော်မှာအဖက်ဖက်ကစုပ်ယုပ်ခဲ့ရတယ်လို့မင်းအွန်လိုင်းကပြောပါတယ်စစ်တပ်အနေနဲ့ရွေးကောက်ပွဲကျင်းပပြုလုပ်ပြီးတဲ့ချိန်မှာ အနိုင်ရရှိတဲ့ပါတီကနိုင်ငံတော်တာဝန်ကိုထမ်းဆောင်တဲ့အချိန် စစ်တပ်က2008ဖွဲ့စည်းပုံ အခြေခံဥပဒေကပေးအပ်ထားတဲ့အမျိုးသားနိုင်ငံရေးအခမ်းအနားမှာပါဝင်ဆောင်ရွက်တာနဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေကိုကာကွယ်တာတွေဆောင်ရွက်သွားမယ်လို့မင်းအောင်လှိုင်က ပြောပါတယ်။အကြံပတ်မင်းအောင်လှိုင်က2021ခုနှစ်စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ NLD ပါတီကိုဥတီတိုက်ခိုက်တဲ့ပြောဆိုတာတွေကိုတောက်လျှောက်ဆိုသလိုပြောဆိုလာခဲ့တာဖြစ်ပါတယ်ရှင်။ မကွေးတိုင်းဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းပွင့်ပြူမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကပြည်သူ၁၀ဦးကိုဖမ်းဆီးပြီးနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့မင်းဘူးခရိုင်အမတ်ခွန်တရင် People Defense Force ပွင့်ပြူရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။ဩဂတ်စ၈ရက်နေ့မှာပွင့်ပြူမြို့နယ်အတွင်းကိုအင်အား150ဝန်းကျင်နဲ့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်သားတွေဟာအုတ်ဖိုးရွာတနက်ဝရွာ မကြီးစုရွာဖလန်ချင်းရွာနဲ့လေးအိမ်စုရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးပြည်သူ၁၀ကိုလူသားတိုင်းအဖြစ်ဖမ်းဆီးကာနေအိမ်တွေကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ဒီစစ်ကြောင်းဟာဩဂတ်စ9ရက်နေ့မှာဝါဆိုင်ပြိုးရေးတပ်ကိုပြန်လည်ဆုတ်ခွာသွားတာဖြစ်ပြီးစစ်ရှောင်ပြည်သူတွေပြန်လည်နေထိုင်နိုင်ဖို့အတွက်တော်လှန်ရေးရဲဘော်တွေက နေမြေရှင်းလင်းရေးပြုလုပ်ပေးနေကြပါတယ်။ဒါအပြင်ရှမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့နယ်နောင်ပိုကျေးရွာကို အကြမ်းဖက်စစ်တပ်လက်အောက်ခံ PNO ပြည်သူစစ်အဖွဲ့ကမီးရှို့ဖျက်ဆီးခဲ့တာကြောင့်နေအိမ်အလုံး20မီးလောင်ပျက်ကျခဲ့တယ်လို့ PNL သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူခွန်ရရန်ကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။ဩဂတ်စ9ရက်နေ့ကနေစပြီးခရိုနီနေဝင်းထိုးဦးဆောင်တဲ့ PNO ပြည်သူစစ်ကစီဆိုင်မြို့နယ်နောင်ပိုကြီးွာကိုအကြမ်းဖက်စစ်တပ်နဲ့အတူ ်ဤသူလူတို့နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့်နေအိမ်အလုံး20ကျော်မီးလောင်ပြချခဲ့ရပါတယ်အကြမ်းဖက်စစ်တပ်နဲ့ PNO ပြည်သူစစ်ကနာဗိုကြီးရွာမှာရှိတဲ့ပြည်သူလူတို့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတာကို PNL ကင်းတောက်တပ်ဖွဲ့ကဒရုန်းနဲ့တပ်တွေရယူနိုင်ခဲ့ပြီးနာဗိုကြီးရွာနောက်ထော်ကြီးရွာနဲ့တဘူးထိုကြီးရွာကို တနေ့ကအထိမီးရှို့နေစေလို့သိရပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့မကွေးတိုင်းမင်းပူးမြို့နယ်အိုင်းမကြီးွာနဲ့အိုးပြင်မဲကြီးွာကြားမှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့တာကြောင့်စစ်သား9ဦးသေဆုံးခဲ့တယ်လို့ဒေသနေပြည်သူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါတယ်။မနေ့ကဩဂတ်လ18ရက်နေ့ညနေ2နာရီခွဲကမင်းပူးမြို့နယ်စီအိုင်ကြီးွာနဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခလာရ88တရင်ဘတ်တို့ကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းအားသဘော ပင်တလေကန့်တက်ကြေးရွာနဲ့အိုင်းမကြေးရွာတွေကိုဝင်ရောက်မှွေနောက်ပြီးအိုးပြင်မဲ့ကြေးရွာဘက်ကိုဆက်လက်ထွက်ခွာလာခဲ့တယ်လို့သိရပါတယ်။အဲဒီလိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို အိုင်းမကြေးရွာမှာအိုးပြင်မဲ့ကြေးရွာအရောက်မှာပဲတော်လန်ရေးတပ်ဖွဲ့တွေကကင်းမုတ်ဝက်စောင့်ဆိုင်ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်သား9ဦးသေဆုံးပြီးတော်တော်များများဒဏ်ရာရရှိခဲ့ပါတယ်။အဲဒီလိုတိုက်ခိုက်ခံရတာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကအိုးပြင်းမဲရွာကိုဝင်ရောက်မီးရှို့ခဲ့တာမှာတော့နေအိမ်29လုံးမီးလောင်ပြာကျသွားတဲ့အပြင်အိုးပြင်းမဲရွာထိပ်မှာရှိတဲ့ဇရက်ကိုလည်းစစ်ကောင်စီတပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပျက်စီးခဲ့တယ်လို့သိရပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမှာကတော့အကြမ်းဖက်စစ်တပ်ကမတရားဖမ်းဆီးထားတဲ့အလုသမားရေးဆောင်ရွက်သူဒေါ်မျိုးမျိုးရဲ့ပါဝင် အဖွဲ့ဝင်၈ဦးကို ပုံမှောက်၅တိ ုံမ၅ဆလုံးပုံမ၅ဆလိန်တို့နဲ့အမှုစွဲတင်ပြီးအင်းစိန်ထောင်းကိုပို့ဆောင်လိုက်တယ်လို့ Solidarity of Trade Union မြန်မာရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။မနေ့ကဩဂတ်လ၁၈ရက်နေ့နေ့လယ်ပိုင်းမှာသွေးစီးညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာ SDUM ရဲ့ဥဆောင်သူဖြစ်တဲ့ဒေါ်မျိုးမျိုးရဲ့ပါဝင်အဖွဲ့ဝင်၈ဦးကိုရွှေပြည်သာမြို့နယ်တရားရုံးမှာရုတ်ထုတ်ပြီး 1961ပြည်မှုကျူးလွန်တပ်သူများခြေကျုံနဲ့ခံဝင်အပ်ဥပဒေတွေကိုတီးကြစီ အမှုဆွဲတင်ကအင်းစိန်ထောင်ကိုပို့ဆောင်လိုက်တယ်လို့သိရပါတယ်။ဒီမှုကိစ္စနဲ့ပတ်သက်ပြီးဩဂတ်လ25ရက်နေ့မှာရွှေပြည်သာမြို့နယ်တရားရုံးမှာထပ်မံရုံးထုတ်စစ်ဆေးသွားမယ်လို့သိရပါတယ်။အခုလိုပဲဩဂတ်လ14ရက်နေ့ကလည်းအင်းစိန်နဲ့မြောက်ကလာမြို့နယ်တရားရုံးမှာရုံးထုတ်ခဲ့တဲ့ SDUM အဖွဲ့ဝင်ဂျွန်တူးမောင်နဲ့ ဟေမန်ဦးတို့ကိုလည်းပုံမှန်၅တပုံမှန်၅ဆလုံးပုံမှန်၅ဆလိန်နဲ့တရားစွဲဆိုပြီးအင်းစိန်ထောင်အချုပ်ကိုပို့လိုက်တယ်လို့သိရပါတယ်ရှင်ရှမ်းပြည်နယ်ဘက်မှာတော့ရှမ်းပြည်နယ်ကြောင်မဲမြို့နယ်နောင်ပိန်ရွာ9ရပ်ကွက်ကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်ပြည်သူတို့အသေဆုံးပြီးရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါတယ် မနေ့ကဩဂတ်စ်လ18ရက်နေ့နေ့လယ်3နာရီခန့်မှာအကျွမ်းဘတ်စစ်တပ်ကကြောင်မဲမြို့နယ်နောင်ပင်ရွာ9ရပ်ကွက်ကိုလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာကြောင့်ကြေးရွာအတွင်းကိုကြရောက်ပောက်ကွဲခဲ့ပြီးပြည်သူတဦးသေဆုံးကလက်ရှိချိန်မှာတော့ပြည်သူတွေဟာကာဆိုင်ကယ်တွေနဲ့ထွက်ပြေးတိမ်းရှောင်နေရပါတယ်။အခုလိုပဲဇူလိုင်လ26ရက်နေ့28ရက်နေ့နဲ့30ရက်တုန်းကလည်း အကြမ်းဖက်စစ်တပ်ကနောင်ပင်ရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်တန်ဃာတော်တပားနဲ့ပြည်သူတို့အသေဆုံးခဲ့ရပါတယ်။ဒါအပြင်မန္တလေးတိုင်းမိုးကုံမြို့အနောက်ပိုင်းကကြက်ပြင်းစေတိလရှင်ကျောင်းဤကိုလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသပြည်သူတွေကပြောပါတယ်။မနေ့ကဩဂတ်စ၁၈ရက်နေ့နေ့လယ်3:30မိနစ်ခန့်မှာလေမိုးကုံမြို့ကြက်ပြင်းစေတိလရှင်ကျောင်းအနီးကိုလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့် ြည်သူတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်ရှင်။ကချင်ပြည်နယ်ဘက်မှာတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်စိုင်းတောင်ရွာကိုတိုက်ပွဲမဖြစ်ပွားပဲအကြမ်းဖက်စစ်တပ်က drone နဲ့ဘုံကျဲတိုက်ခိုက်ကြကြောင်းပြည်သူ၄ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။မနေ့ကဩဂတ်လ18ရက်နေ့မနက်09:20မိနစ်ခန့်မှာ အကြမ်းဖက်စစ်တပ်ကစိုင်းတောင်ရွာကိုတိုက်ပွဲမဖြစ်ပွားဘဲ drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီး၃ယောက်နဲ့အမျိုးသား၁ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဒဏ်ရာအခြေအနေကတော့စိုးရိမ်ရတယ်လို့သိရပါတယ်။ဖားကန်မြို့အနီးတစ်ဝိုက်မှာလည်းတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပြီးဩဂုတ်လ၁၉ရက်နေ့တုန်းကလည်းအမိုက်ပုံရွာတစ်ဝိုက်ကို လေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ကဖားကန်တပ်မကော ဖားကန်အေးမြဆာယာကလက်မကုံးဘက်ကနေမြောင်ပင်ကုန်းအရှိဘက်ကိုလက်နက်ကြီးတွေနဲ့အချက်80နီးပါးတောက်လျှောက်ပစ်နေရကြောင်းတိုက်ပွဲတောက်လျှောက်ဖြစ်ကဒီအပိုင်းဖားကန်မှာတိုက်ပွဲတွေတောက်လျှောက်ဖြစ်နေတယ်လို့စစ်ရေးတရေမိကပြောပါတယ်အကြမ်းဖက်စစ်တပ်ဟာဖားကန်ဒေသမှာပြည်သူတွေနေထိုင်တဲ့နေရာတွေတိုက်ပွဲမဖြစ်ပွားတဲ့နေရာတွေကိုရည်ရွယ်ချက်ရှိရှိ drone နဲ့ပြစ်ခတ်တာလက်နက်ကြီးနဲ့ပြစ်ခတ်တာတွေလှုပ်ဆောင်ခဲ့တဲ့အတွက် ပြည်သူအယောက်240နီးပါးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပြည်သူ65ယောက်လည်းသေဆုံးခဲ့ရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းတိုင်းဒီပဲရင်မြို့နယ်မူကံကြီးရွာဖုန်ကြီးကျောင်းကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရာကြောင့်ကိုရင်ကြီးတပါအပါဝင် လူ9ယောက်သေဆုံးခဲ့တယ်လို့ဒီပဲရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။မနေ့ကဩဂတ်လ28ရက်နေ့နေ့လယ်တနာရီ20မိနစ်အချိန်မှာ စကိုင်းတိုင်းဒီပဲရင်မြို့နယ်တောင်ကျန်းဖြစ်ပြီးမိုးကန်ကြီးကျေးရွာရဲ့အနောက်မြောက်ပိုင်းဖြစ်တဲ့မိုးကောင်ဖုံးကြီးကျောင်းလေးကိုစစ်တပ်ကတိုက်ပွဲမဖြစ်ပွားပဲလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်တပ်တော်80အရွယ်ရှိတဲ့တန်ဃာတော်တပါးအသက်30နှစ်အရွယ်ပြည်သူ၃ဦးနဲ့အခြားလူတအုပ်အပါဝင် စုစုပေါင်း9ဦးသေဆုံးကဖုံးကြီးကျောင်းဓမာယုံနဲ့စွန်းစားကျောင်းအဆောက်အအုံသုံးလုံးပျက်စီးခဲ့ရတယ်လို့သိရပါတယ်။အကြံဘတ်စစ်တပ်ကဒီပန်းရင်မြို့ပေါ်မှာတက်ဆွဲထားပြီး ဒီပဲရဲ့တမျိုးလုံးကိုတော်လန်ရေးတပ်တွေကထိန်းချုပ်ထားချိန်မှာစစ်တပ်က လေကြောင်းတိုက်ခိုက်တာဖြစ်ပြီးဒလန်သတင်းပေးတာကြောင့်ဖုန်ကြီးကြောင်ကိုလည်းလေရင်နဲ့ပုံကျဲတယ်ဆိုတာယူဆရတယ်လို့ဒေသပြည်သူတွေကပြောကြပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။